င်္ဂလာပါခင်ဗျာနိုဝင်ဘာလ20ရက်နေ့အတွက်ရှင်ရန်ကုန်ရဲ့သိမ့်ပတ်ဖွယ်ရသတင်းကပါအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ F35 တိုက်လေယာဉ်များ sorry ကိုရောင်းချမယ်လို့ Donald Trump ပြောတဲ့သတင်းပဲဖြစ်ပါတယ် sorry အားရပြတို့ F35 ကိုပြောင်းတိုက်လေယာဉ်များရောင်းချသွားမယ်လို့ American သမ္မတ Donald Trump ကနိုဝင်ဘာလ18ရက်နေ့မှာထုတ်ဖော်ပြောကြားလိုက်ကြောင်းသတင်းများကဖော်ပြပါတယ် sorry ancient မင်းသား Mohammed Bin Salman အင်ဂျီရိုတို့မလာရောက်မီတည့်ရဲ့အလိုမှာ Trump ကရင်းခဲ့သူပြောဆိုခဲ့ခြင်းဖြစ်ပြီး sorry အားရပြဟာ ဟာမိတ်နိုင်ငံကောင်းဖြစ်ကတိုက်လေရများရောင်းချပေးမယ်လို့၎င်းကဆိုပါတယ် sorry အာရေဗျသည်အရှိအလေပိုင်းအစ္စရေးသားပိုင်ဆိုင်တဲ့ F35 တိုက်လေရများကိုဝယ်ယူရန်အချိန်ကြာမြင့်စွာကလေးကကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်အစ္စရေးတာဝန်ရှိသူများကတော့ sorry အာရေဗျတို့လေများရောင်းချခြင်းနဲ့ပတ်သက်၍စိုးရိမ်ပူပန်ကြောင်းထုတ်ပေါ်ပြောကြားခဲ့ပါတယ် American ဟာ F35 တိုက်လေရများကိုဥရောပ NATO မှာဟာမိတ်နိုင်ငံများအစ္စရေးအပါအဝင်အနီးကပ်ဆုံးမဟာမိတ်များကိုသာရောင်းချခွင့်ပြုထားတယ်လို့ဆိုပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းတရားရုံးကဝန်ကြီးချုပ်ဟောင်းသက်စင်အား ဒေါ်လာ3500အကုန်ပေးဆောင်ရန်အမိန့်ချဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာအကျဉ်းချခံနေရတဲ့ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝတ်အား၎င်းရဲ့ဆက်သွယ်ရေးကုမ္ပဏီရောင်းချခဲ့မှုနဲ့ပတ်သက်လို့အခွင့်အရေးများပြန်လည်ပေးဆောင်ရန်တရားရုံးချုပ်ကနိုဝင်ဘာလ18ရက်နေ့မှာအမိန့်ချမှတ်လိုက်ကြောင်းသတင်းများကဖော်ပြပါတယ်။2006ခုနှစ်ကလေးကသက်ဆင်ဟာအဂတိလိုက်စားမှုဆွဆွဲချက်များနဲ့ရင်ဆိုင်ခဲ့ရပြီး၎င်းရဲ့ကုမ္ပဏီရှင်းကော်ပိုရေးရှင်းရဲ့ရှယ်ယာများကိုအခွင့်အလွတ်ရောင်းချမှုနဲ့ပတ်သက်၍အငင်းပွားမှုများဖြစ်ပေါ်ခဲ့ပါတယ်။ထိုင်းနိုင်ငံမှာအချမ်းသာဆုံးပုဂ္ဂိုလ်တွေမှတဦးဖြစ်တဲ့အသက်86နှစ်အရွယ်သက်ဆင်ဟာဝန်ကြီးချုပ်တာဝ ဝန်ယူခဲ့ခြင်းကအာဂရီလိုက်စားမှုများအတွက်ဘန်ကောက်ထောင်မှာလက်ရှိထောင်ကျလျက်ရှိကြောင်းသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဂျပန်စေဦးစီးချုပ်နဲ့အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးတွေ့ဆုံဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဂျပန်စေဦးစီးချုပ်ဗိုလ်ချုပ်ကြီးဥချီကူရာဟီရိုရာကီဟာအမေရိကန်ရေတပ်စစ်စင်ရဲ့အကြီးအကဲဗိုလ်ချုပ်ကြီးဒါရက်ကော့ဖ်နဲ့ ိုဝင်ဘာလ16ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်းဂျပန်စစ်ဦးစီးချုပ်ယုံကသတင်းထုတ်ပြန်ပါတယ်။ Indo-Pacific ဒေသလက်ရှိအခြေအနေတွေအပါအဝင်ဆွေးနွေးခဲ့သလိုလက်တွေကျကျနဲ့အစ်စ်မြင့်မြင့်နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဆွေးနွေးခဲ့တဲ့ Indo-Pacific လက်ရှိအခြေအနေအပါအဝင်ဆွေးနွေးခဲ့သလိုလက်တွေကျကျနဲ့အစ်စ်မြင့်မြင့် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ခြင်းဟာဂျပန်အမေရိကန်မဟာမိတ်စွမ်းရည်ကိုပုံမအားကောင်းစေသလိုဒေသတွင်းချင်းချောက်မှုတွေကိုဟန်တားနိုင်မယ်လို့လည်းသဘောတူခဲ့ကြတယ်လို့သတင်းကထုတ်ပြန်ပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒန်ဂွေပိုင်လန်မတော်တဆပေါက်ကွဲလို့စက်မှုလုပ်ငန်းတွေရပ်ဆိုင်ထားရတယ်လို့ရုရှား SP နဲ့အုပ်ချုပ်ရေးမှူးပီတလီကိုပ်ချန်ကပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်ရုရှားဆိုက်ဘေးရီးယားဒေသမှာရှိတဲ့ SP နယ်ထဲမှာ အဓိကတိုင်းဝေပတ်လည်တစ်ခုဟာနိုဝင်ဘာလ18ရက်နေ့မနေ့စောပိုင်းကပောက်ကွဲမိလောင်မှုဖြစ်ခဲ့တဲ့အတွက်ပြည်내တွင်းဆက်မှုလုပ်ငန်းအများစုကိုယာယီရပ်ဆိုင်ခဲ့ရတယ်လို့ပြည်내အုပ်ချုပ်ရေးမှူး ဗီတလီကိုရှန်ကပြောဆိုထားကြောင်းရုရှားအစိုးရသတင်းတွေကဖော်ပြပါဗါးလုံးလုံးဆယ်မှာမီးလောင်မှုကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမဲ့ဒဏ်ငွေထောက်ပံ့မှုတွေအပြည့်အဝပြန်လည်ပေးဖို့အတွက်ကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင်ဦးစီးဆောင်ရွက်နေစေဖြစ်တယ်လို့ပြည်내အုပ်ချုပ်ရေးမှူးကဆိုပါတယ်မီးလောင်ပေါက်ကွဲမှုဟာမတော်တဆတစ်ခုသာဖြစ်ပြီးလူမှုကွန်ရက်ပေါ်မှာထင်ရမြင်ရတွေမရေးကြဖို့ပြည်내အုပ်ချုပ်ရေးမှူးဗီတလီကိုရှန်ကလူမှုကွန်ရက်မှာတစ်ဆင့်အကြံပေးထားကြောင်းလည်းရုရှားအစိုးရသတင်းတွေကဖော်ပြပါတယ်ခင်ဗျာနောက်ဆုံးတင်ဆက်မယ့်သတင်းကတော့ဂျပန်နိုင်ငံတောင်ပိုင်းမှာအဆောက်အအုံ190ကျော်မီးလောင်မှုဖြစ်ပွားဆိုတဲ့သတင်းပဲဖြစ် ပါတယ်။ဂျပန်နိုင်ငံတောင်ပိုင်းကဂိုင်ယိုရန်မြို့တစ်မြို့မှာငွေမာလာ၁၈ရက်နေ့ကအဆောင်အုံ၁၈၀ကျော်မိလောင်မှုဖြစ်ပွားခဲ့ပြီးတညလုံးလောင်ကျွမ်းနေတာကြောင့်အပြည့်အဝမငြိမ့်သက်နိုင်သေးကြောင်းအမျိုးသားမိသက်အေဂျင်စီကပြောကြားခဲ့တာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်။တိုချိုမြို့နောက်ဘက်၄၈၈မိုင်ကွာအိုကီတာမြို့ဆာဂါနိုကီခရိုင်မှာအင်္ဂါနေ့ညနေ9:00နာရီမိနစ်40လောက်မှာမိဆလောင်ခဲ့တယ်လို့ဒေတာကန်နေရပြောပါတယ်။ဆိုရတဲ့မိလာမှုတွေကြောင့်အရေးပေါ်ခုံလွန်ရနေရကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့တူဂျိုမျိုးမိသက်နဲ့ ဘာဝဘေးအနေနဲ့စီမံခန့်ခွဲရေးအေဂျင်စီကပြောပါရယ်မိလောင်ရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေစဉ်မှာလည်းလူတယောက်ပျောက်ဆုံးနေစဉ်ဖြစ်တယ်လို့သက်ဆိုင်ရာအာဏာပိုင်ကပြောပါရယ်မိလောင်တွေကအနည်းနာမှရှိတဲ့တစ်တောနဲ့တောင်ဆောင်တွေစီပြန့်နှံ့သွားတယ်လို့ဒေတာကန်မီဒီယာတွေကဖော်ပြပါရယ်အူတာဆင်ယူစုအုပ်ချုပ်ရေးမှုရဲ့တောင်းဆိုချက်အရစစ်ဖက်ဆိုင်ရာမိသက်ရဟင်းတစည်းကိုစီလုတ်ခဲ့တယ်လို့ဂျပန်ဝန်ကြီးချုပ်တကာအီချီက X ပလက်ဖောင်းမှာပြောကြားထားကြောင်းသိရပါရယ်ခင်ဗျာ